င်္ဂလာပါရှင်တော်အမျိုးတို့ရေအခုကျွန်တော်ဖွင့်ပြပေးခြင်းတဲ့အကြောင်းအရာကတော့ American Trade Trade War နဲ့ပတ်သက်ပြီးလေ့လာထားတုံ့တက်ထားတဲ့ MI တယောက်ပြောထားတဲ့ video file လေးကိုကျွန်တော်ဖွင့်ပြပေးသွားမှာဖြစ်ပါတယ်။အားလုံးအတူတူလိုက်လံနားထောင်ကြည့်အောင်နော်။ American အစိုးရရဲ့ Trade War ခြေလှမ်းတွေကိုစောင့်ကြည့်လိုက်တော့ဒီလထဲမှာဒီအပတ်ထဲမှာ Vice President Vance က India ကို၄ရက်သွားခဲ့တယ်။ ဘာတက်သွားတာလဲဘာဒီလောက်တာလဲဒီ trade war မှာပေါ့နော်သူဒုသမတကအိန္ဒိယကိုသွားတယ်အိန္ဒိယကိုသွားတယ်သူတို့က China ကိုအတိကပြစ်မှတ်ထားပြီးတော့သူတို့ကကျွတ်တင်ပြင်ဆင်ထားတဲ့အတိုင်းပဲအိန္ဒိယကိုသွားပြီးတော့သူတို့အချက်၃ချက်လုပ်ခဲ့တယ်တစီးပွားရေးကုန်သွယ်မှုနှစ်ကာကွယ်ရေးသုံးစွမ်းအင်ကဏလုပ်ခဲ့တယ်စွမ်းအင်ကဏကတော့ဗာလဲဆိုတော့ America ရဲ့ clean energy ပေါ် nuclear nuclear စွမ်းအင်ထုတ်မဲ့စက်ရုံတွေကို India မှာထုတ်မယ်အခု Russia ကကျမတို့စီမှာ nuclear စက်ရုံလာထုတ်တယ်လို့အခု America India မှာ nuclear စက်ရုံသွားထုတ်ပြီးမယ်เนาะနောက် trade ကုန်သွယ်ရေးကုန်သွယ်ရေးကဘလို့ဖြစ်လဲဆိုတော့သမ္မတ Trump အရင်တခါတက်တုံးကတရုတ်နဲ့စပြီးတော့သူ trade war နည်းနည်းစခဲ့တယ် tariff တွေမြင့်ခဲ့တယ် ဲ့တည်းကအဲ့ဒီအခြေအနေကိုမြင်လို့ဒီ American company တွေကအိန္ဒိယကိုခြေလှမ်းဆလှမ်းခဲ့တယ်။အိန္ဒိယကလည်းအခုသူတို့ရဲ့ဆက်ဆက်ယုံဆက်ယုံတွေကလည်းဖွံ့ဖြိုးလာပြီ။နောက်အိန္ဒိယကအရင်ကတည်းကလူဦးရေအရမ်းများတယ်။စင်ရသားလည်းအရမ်းများတော့လုပ်သားကအရမ်းများတယ်။တရုတ်ပြည်လိုပဲ။အဲ့တော့သူတို့ကအဲ့ကလေးကခြေလှမ်းလှမ်းထားပြီ။အခုဆိုလို့ရှိရင် Apple Apple HB เนาะအဲ့ဒါတွေကအိန္ဒိယမှာထုတ်နေတာဒီလထဲမှာကိုအိန္ဒိယနေပြီးတော့ခါတယ် Apple iPhone နေကိုအများကြီးဒီရက်60အတွင်းမှာ tariff မတက်ခင် America ကိုပို့ပြီးပြီအဲ့တော့သူတို့ကငကိုကလေးကတရုတ်ပြည်ကနေတချို့တဝက်တွေရောက်နေပြီအခု သမရာ trans fans ကနေပြီးတော့ဒုသမရာ fans နဲ့ India Modi Modi Gujarat ပြည်နယ်က Gujarat ပြည်နယ်ကကလာတွေတအားတော်တာပဲเนาะဟို အင်္ဂလန်မှာရှိတဲ့ဟိုဆုံးသွားတဲ့ queen အဆိုကျော်ကလည်း gujarat သားပဲတည်လားအဲ gujarat သားတွေအញ្ញမ်းတူတာပဲပြီးတော့အင်္ဂလိပ်အင်္ဂလိပ်လက်အောက်မှာကလေးကသူတို့ကအင်္ဂလန် british empire မှာသွားပြီးတော့အလုပ်လုပ်တာအဲ queen ရဲ့အဖေဆို accountant လေအဲ့လိုအခု modi ဆိုလည်း gujarat ပြည်နယ်သားအခုဆိုရင်စီးပွားရေးဖွင့်တာအញ្ញမ်းတော်တာပဲအဲ့တော့အရင်တော့က india နဲ့စာရင်လေး အမေရိကန်ဒီပါကစ္စတန်တို့သူတို့ကအရာအလေးထားတာသိလားပါကစ္စတန်တို့သူတို့အတားအိန္ဒိယဗမာပြည်တို့အိန္ဒိယတို့ကဘယ်လိုလဲဆိုသူတို့က non non ဘယ်ဘယ်ပဲမလိုက်ဘယ်မလိုက်သိရှိတယ်ဆိုတော့အဲ့ဒီ cold war မှာဘယ်မလိုက်ဆိုတော့သူတို့ကအမေရိကန်ဘယ်လည်းမလိုက်ဘူးဟိုရုရှားဘယ်လည်းမလိုက်ဘူးပေါ့အဲ့လိုဘယ်မလိုက်ဆိုတော့အမေရိကန်အဲ့တော့ကပါကစ္စတန်နဲ့ပဲ ါကစ္စတန်ကိုလည်းအကုန်လုံးလက်နဲ့ထောက်ပါနဲ့ပါကစ္စတန်နဲ့ကအရန်ချစ်ကြည်တယ်နောက်တော့မှသူတို့အိန္ဒိယကိုနည်းနည်းဟိုမဟိုနည်းနည်းမလေးစားလို့မရအောင်ဆိုတာအိန္ဒိယကနေနျူကလ িয়ার လုတ်ပစ်လိုက်တယ်ဂန္ဒီအမ်မစ္စစ် ် Miss Mrs Gandhi လက်ထက်မှာတင်အန်နျူကလ িয়ার လုံးလိုက်တော့မှသူတို့နည်းနည်းပပလာပြီးတော့ဟိုဟို agreement လေးပါလီနည်းနည်းလေးလေးဆဆလာ ပြောရတာပေါ့နော်ပြီးတော့ပါကစ္စပါကစ္စတန်တို့ကြတော့သူတို့ကသဘောကျပါကစ္စတန်နေတစ်စင်သူတို့က ဖဂန်နစ္စတန်မှာရှိတဲ့ရုရှားတွေအာဖဂန်နစ္စတန်ကိုဝင်တော့ပါကစ္စတန်နေပြီးတော့အာဖဂန်နစ္စတန်ကိုလက်နက်တွေပို့ပြီးတော့ရုရှားတွေကိုမောင်းထုတ်အဲ့လိုပါကစ္စတန်အုံပြူပါကစ္စတန်ကဘာကြောင့်ဆိုတော့သူကတရုတ်နဲ့လည်းဆက်သွယ်မှုရှိတယ်ရုရှားနဲ့ပါကစ္စတန်နေတဆင့်တရုတ်နဲ့ဆက်သွယ်ဖို့လည်းပါကစ္စတန်ပဲလုပ်ပေးတာပေါ့အခုကျတော့အဲ့တော့အိန္ဒိယနဲ့စိတ်နေတာအမေရိကနောက်တော့ဒီ East Pakistan နဲ့ West Pakistan ဆက်ဖြစ်တဲ့ခါကျအိန္ဒိယအဲ့တော့ခက်တိတိပဲဟိုဒီ ဟိုအရှေ့ပါကစ္စတန်ကိုကုညီသူအိန္ဒိယတပ်မတော်ကကုညီပေးလိုက်ပြီးတော့လွတ်လွတ်လွတ်မြောက်သွားပြီးဘင်္ဂလားဒေ့ရှ်ကိုပေါ်လာတော့အိန္ဒိယကဘင်္ဂလားဒေ့ရှ်နေရာတွဲပဲဖြစ်သွားပြီးပါကစ္စတန်ကအမေရိကဘက်ကပေါ့အဲ့လိုစိမ့်စိမ့်နေလာနေနေလာရာနေအခုကြတော့ဖြည်းဖြည်းဟိုကိုလ်ဝါလဲကုန်ပြီးဟိုပျော့ပြောင်းလာပြီးပြီးလို့ရှိရင်ဒီအိန္ဒိယကြီးကလည်းအရင်တော့ဆိုရှယ်လစ်လေသူကနည်းနည်းပရိုတက်ရှင်နစ်ဖြစ်တယ်အခုကြတော့ အိန္ဒိယလည်းဖွင့်လိုက်တယ်နည်းနည်းသူသူ့နိုင်ငံကို investment တွေပေးဝင်တော့အခုဒီ trade မှာ Vans ကဘာလာပြီးအခွင့်အရေးယူလဲဆိုတော့အိန္ဒိယရဲ့ဒီ online market e-commerce industry ကြီးတယ်125 billion ရှိတယ်အဲ့တော့အဲ့ဒီမှာသူက American company တွေဖြစ်တဲ့ Amazon နဲ့ Walmart ကိုပေးဝင်ဖို့ ဲဆိုအိန္ဒိယပြည်သူလူထုတွေက online နဲ့အရန်ဆေးဝယ်ရင် Amazon နဲ့ America ပစ္စည်းတွေလည်း online ဝယ်လို့ရမယ်နော် Walmart ကလည်းဝယ်လို့ရမယ်အခုဟိုတရုတ်ပြည်က online e-commerce လို့ပေါ့အဲ့ဒါကိုပြဖို့တတောင်းဆိုတယ်ပြီးလို့ရှိရင်2030မှာဒီ bilateral trade ပေါ့ကုန်သွယ်မှုကိုနှစ်ဆတိုးမယ်ပေါ့ဘယ်လောက်တိုးမလဲပေါ့နှစ်ဆတိုးမယ်အဲ့ဒါကို500 billion ပေါ့2 2 2030မှာငါတို့500 billion အသွားအပြန်ကုန်သွယ်မှုရှိမယ်လို့ပြောသူတို့သဘောတူညီချက်ရှိတယ်။အဲ့ဒါကြောင့်မို့ငါတို့ပစ္စည်းတွေလည်းနင်တို့ရဲ့ဈေးကွက်ကိုပေးဝင်ပေါ့ငါတို့စီကစက်ယုံနေတဲ့နင်တို့စီလာပြီးတော့ထပ်ပြီးတော့ငါတို့ company American company တွေတရုတ်တရုတ်ပြည်မှာအကုန်ရှိမဲ့အစားတော်ဝဲပြန်ဆွေသူတို့ဘက်ကိုလည်းထပ်ရင်းနှီးမယ်ပေါ့အိန္ဒိယမှာအဓိကအစားအသောက်ကုန်တွေရယ်အော်တိုကားမော်တော်ကားတွေရယ်နောက်ပြီးလို့ရှိရင် အဲ့ဒီ online online merchant အဲ့ online e-commerce ပေါ့အဲ့တော့ကားတွေလည်းလာပြီးတော့ထုတ်မယ်ပေါ့နော်ကားတွေလည်းထုတ်မယ်ရောင်းမယ်နော်အစတောက်ခုံရနောက်တစ်ခါ defense ကြတော့လေသူတို့ F35 fighter steel အဲ့ဒါကိုအတူတူ co production လုပ်မယ် fighter fighter plane အတူတူ cooperative production လုပ်မယ်ပေါ့ပြီးရင် energy လည်းအတူတူ cultural ဆိုလည်း vans ကသူ့မိမနဲ့ကလေးတွေလည်းခေါ်ခဲ့တယ်ပြီးရင် cultural ပေါ့အဲသူကရင်ကျေးမှုပါပေါ့ဖလဲတဲ့သဘောပေါ့အဲ့ဒီအင်ဒီယားကဖရာကြောင့်မှသွားပြီးတော့ကမ္ဘာငြိမ်းချမ်းရေးအတွက်ဆူတောင်းတယ်ဆိုတော့ vans က၄ရက်မှအဲ့လိုလုပ်အောင်သူတို့ရဲ့ခြေလှမ်းကအရင်ကတည်းကသူတို့က covid 19ဖြစ်တုန်းကသူတို့ရဲ့ပြဿနာအဲ့ဒီမှာတရုတ်ကိုသူတို့အားထားနေတာတအားများပါလား covid 19မှာတရုတ်ပြည်ကပိတ် ဟွာတဲ့အဲနောက်တချောင်းကပြောအောင်မယ် COVID-19 ကလည်း Wuhan virus ဆိုပြီးတရုတ်စီကစဖြစ်တာကျွန်မသိတော့ Wuhan virus အဲ COVID-19 virus ကလည်းတရုတ်ပြည်ကိုဘယ်ကသွင်းလာတာလဲဆိုအမေရိကကလည်းသွင်းလာတာအမေရိကကဒါဒါ ကိုကိုကိုဆုဆူဆန်းထားတဲ့တည်နေအရာပြောတာเนาะအဲ့ American virus ကလည်းအဲ့ American တက္ကသိုလ်မှာ CIA ကနေပြီးတော့တကယ်လို့ဟို virus warfare ပေါ်စစ်ဖြစ်လို့ရှင် virus တွေအဲ့လိုမျိုးစမ်းသပ်တဲ့ထဲကနေပြီးတော့အဲ့တရုတ်ចောင်းသားကနေပြီးတော့စစ်တပ်ကចောင်းသားကနေပြီးတော့ခိုးပြီးသွင်းလာတာကျွန်မသိတယ်ကဲအဲ့ဒါထားလိုက်ပါအဲ့မှာ covid 19ကြောင့်တရုတ်ပြည်အဲ့လိုမျိုးပိတ်တဲ့အခါမှာအဲ့မှာအရန်အကြက်ကြီးတွေဖြစ်သွားတယ်အာငါတို့ရဲ့ ဟိုပေါ့နော်ကုန်ပစ္စည်းတွေအားလုံးကတရုတ်ကြီးပဲတရုတ် made in china တွေတိတ်ပြီးတော့မိခိုးလာတဲ့အခါကျဒီလိုမျိုးအခက်အခဲပေါ့ supply chain တွေပိတ်ရင် covid 19ကြောင့်တရုတ်ပြည်မှာဆက်ရုံတွေပိတ်လိုက်တဲ့အခါမှာအဲ့မှာမျက်လုံးပြူးသွားတယ်မျက်လုံးပြူးသွားတော့အဲ့ကလေးကသူတို့က diversify ပေါ့တခြားနေရာကိုလည်းအားကိုးရာစက်ရုံရှာမယ်ဆိုပြီးတော့အဲ့ကလေးကအိန္ဒိယကိုစပ်ဖွင့်တာအခုကျတော့ဟိုတရုတ်ကိုလည်းပြောင်းပြောင်းကျင်းညာထားပြီဆိုတော့အိန္ဒိယကိုလည်းပြောင်းသူတို့ဟို American company တွေစတဲ့တဘူတိုးဝင်ဖို့ fans ကသွားပြီးလမ်းဖွင့်တာပေါ့နော်အဲ့အကြောင်းမို့လို့သူတို့ကငโกကလေးကအကြံရှိလို့ဒီလိုလောက်တာငโกကတဲ့ခလေသူတို့မှဟိုအခက်အခက်တစ်ခုဖြစ်နောက်ပြီးတော့ တယောက်ကိုသူကမကြိုက်တာ theft ပေါ့နော်ဒီဟမင်းနေဟိုဒီ brand brand နေဒီမပုံတင်ဒီအဒီဟာတွေကိုသူကခိုးမယ်ပုံသူခိုးနိုင်တယ်တယောက်ကအဲ့ဒါကိုသူတို့မကြိုက်ဘူးပေါ့နော်နောက်နောက်ဟိုအိန္ဒိယ democratic government ဖြစ်တယ်ပြည်သူရွေးကောက်ထားတယ်မိုဒီတို့ဆိုရင်သူတို့မဲနဲ့အကျိတ်အနေရှင်းပြိုင်ပြီးမှနိုင်တဲ့နိုင်တဲ့သမ္မတလေးအဲ့တော့အဲ democracy သမ္မတဖြစ်တယ်အဲ့ဒါကိုလည်းကြိုက်တယ်ပေါ့နောက်နိုင်ငံရေးပေါ့နော်အခု တို့ American အစိုးရနဲ့တရုတ်နဲ့အမင်းဖြစ်မယ်ဆိုရင်ဒီ trading တွေကနာမယ်ပေါ့နော်အစိုးရအစိုးရချင်းနိုင်ငံရေးချင်းမတည့်လို့ရှိရင်စီးပွားရေးမှာနင်းနာမယ်အဲ့ဒါကြောင့်မလို့တို့ကဒီ India ကိုစပြီးတော့ပြောင်းနေတာဖြစ်ပါတယ်အဲ့ဒါတို့ရဲ့အခြေလမ်းကိုကျွန်မကြည့်နေတာပါအဲကိုရီးယားတော့ဘယ်မှမှမပါပေမဲ့လေကိုရီးယားလည်းတိတာပိုကြည့်ရတာပေါ့နော်ကိုဘေးကနိုင်ငံတွေမှာဘာတွေဖြစ်နေလဲဆိုတာကျေးဇူးတင်ပါ